မင်္ဂလာပါဖိုဘောပရီဗျူး channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ဒါတောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင် ကစားမဲ့ထိတ်တန်းနေပွဲစဉ်၃ပွဲရှိရပါတော့အဲ့၃ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးပါမယ်ပါတော့ပြီးတော့တခြားထိတ်တန်းနေပွဲစဉ်တွေလည်းဒါကျွန်တော် Telegram channel မှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ခြင်းနဲ့ဆိုလို့ရှိရင် WOW က comment မှာဒီ link Telegram channel link ချပေးထားပါတော့ဝင်ပြီးတော့ join ထားလို့ရပါတယ်အဲ့တော့ဒါဒီနေ့ညရဲ့ဒါပရမအောင်ဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာမှာကစားမဲ့ Champion Bowl တက်လီကပွဲစဉ်တွေဖြစ်တဲ့ဒီ Wuban နဲ့ ပိုင်းပေါ့နော်အပွဲစဉ်ရဲ့ကြေးကိုကျွန်တော်ပြန်ကြည့်ရင်ဥပတ်ကတည်ရေးကြရင်35ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးတွင်ဒီပြ3ငယ်ရှုံမှာပေါ့နော်အဲ့တော့ဟိုပိုင်းကလက်ရှိမှာဆိုလို့ရှိရင်သူတန်းစင်းစုံအနေရရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာသူတို့ရှာမှတ်ယူဖို့လိုတယ်ဒီတစ်ဖက်ကဥပတ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး10ပွဲမှာသူလုံးဝနိုင်ဝဲမရသေးဘူးပြီးတော့အိမ်ကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်းသူလုံးဝမနိုင်သေးဘူးပေါ့အဲ့တော့ဒီနေ့ပွဲမှာဒါဥပတ်ကဒါဂျိန်းဒီပေါ်နိုင်ဝဲပြန်ရှာမှာဖြစ်တယ်ပေါ့နော်ဒီတစ်ဖက်ကဟိုပိုင်းရဲ့ခံစစ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံ င်း10ပွဲမှာနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ကပေကို10ကိုဒီခွင့်ပြုပေးထားတယ်ပေါ့နော် ပြီးတော့ဒီသူတို့ကစားခဲ့တဲ့နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း6ပွဲကဒီအပြန်လည်တွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့သူတို့ရဲ့အဲ့ဒီနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခံစစ်ကကလင်းရှိရခဲ့တာတပွဲပဲရှိခဲ့တယ်အဲ့တော့ဒီပွဲမှာလည်းဒီအပြန်လည်တွင်းကိုရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဝူဘတ်က ဒါသူတို့ကစားခဲ့တဲ့ဥပတ်ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်အိမ်ကွင်းမှာဆိုလို့ရှင်နောက်ဆုံး၅ပွဲမှာသူတို့တပွဲမှကလင်းချင်းမရဘူး။အဲ့တော့နှစ်သိန်းလုံးရဲ့ခံစစ်တရားလက်ရှိမှာဒီပုံစံကောင်းနေမရဘူး။ပြီးတော့နှစ်သိန်းလုံးရဲ့လက်တလို့ရလက်တွေကိုကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှင်မကောင်းဘူး။အဲ့တော့ဒီပွဲကပြောမယ်ဆိုလို့ရှင်အစိုးရကြားကနေရုံထွက်အမယ်အသိနှစ်သိန်းရဲ့ဒါတွေးဆမှုဖြစ်တာကြောင့်ဒီပွဲမှာဒီအတွင်းကိုတွေပပွဲထွက်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်။အဲ့တော့ဒီ၃ကိုတွင်ပြား30ရှုံးမဲ့ဒါကိုပေါင်းကြီးတစ်ခုမှာဒီပွဲမှာကျွန်တော်ကိုပေါ်သဘောကြရယ်ဘောနော်။အဲ့တော့ဒါဒီနေ ည့်ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည8:35မှာကစားမဲ့အီတလီစီးရီးပွဲစဉ်တစ်ပွဲဖြစ်တဲ့ AC Milan နဲ့ဘိုးလွန်နာပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့် AC Milan ကတည်ရေးကြိုင်ပြား30ရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်2ဂိုးသွင်းပြား90ရှုံးမယ်ပေါ့နော်အဲ့တော့ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင် Coppa Italia Fla ဘိုးလူပွဲစဉ်ရဲ့ဒါအကျိုးပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒီပွဲ ကစားပြီးွားလို့ရှိရင်နောက်ထပ်9ရက်အကြာမှာဒီနေ့တင်းကကိုပိုင်အီတလီယာဖလားဖိုင်နယ်မှာထပ်ပြီးရောကစားမှာဖြစ်တော့နော်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင်နှစ်သိန်းလုံးအတွက်ဒီပွဲပန်းခံပြီးရောကစားလို့မဖြစ်ဘူးနော်လာမယ့်ပွဲစဉ်အကြာမှာဒါနှစ်သိန်းလုံးဒါအကျိန်နဲ့ကစားကြမယ်လို့ကျွန်တော်ထင်တယ်ဒီပွဲကနှစ်သိန်းလုံးအတွက်ဒါချီရီဆန်းတဲ့တဘောမျိုးဒါကစားကြမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီရာဒီ ဘိုလွန်နာရဲ့အဝေးခွင့်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရှုံးခဲ့တာ၄ပွဲပဲရှိခဲ့တယ်ပေါ့နော်။ AC Milan အသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လေသူတို့ရဲ့နောက်ဆုံး၁၈ပွဲမှာဆိုလို့ရှင်သူတို့ရှုံးခဲ့တာ၂ပွဲပဲရှိရပေါ့နော်။အဲ့တော့လက်ရှိမှာဆိုလို့ရှင်ဘိုလွန်နာက ဒါပြောမှဆိုလို့ရှိရင်ချန်ပီယံလိဝင်ခွင့်၄နေရာအတွက်သူတို့မျောလင်းလို့ရတယ်ဘောနအဆင်၄နေရာကဒါဂျူမီတန်နဲ့ဆိုလို့ရှိရင်သူတို့ရမတ်တမတ်ပဲကွာဟာနေရာကြောင့်လက်လက်ကျန်ဒါစီးရီး၃ဘွဲလုံးဒါဘိုလွန်းနာဒီအနိုင်ကစားခဲ့မယ်ဆိုလို့ရှိရင်ဒါသူတို့အတွက်ဒါဥရောပဝင်ခွင့်တနေရာစားကလုံးဝတိကျသွားလိမ့်မယ်ဖြစ်တယ်ဘောနဒါပေမဲ့လို့သူတို့ရဲ့ဝေးစီးရီးဝေးကွင်းနောက်ဆုံး၂ဘွဲကိုကျွန်တော်ပြန်ကြည့်ရင်၂ဘွဲလုံးတိုက်စစ်ကကိုမရခဲ့ဘောနအဲ့တော့ဒီနေ့မှာဒါခန်စပိုင်းအားနေတယ်လို့ဆိုနိုင်တဲ့မီလန်ရဲ့ခန်စစ်ကို ဒါဘိုလွန်နာအနေနဲ့ထိုးဖို့ဆိုတာသူတို့ခက်ခဲတယ်ဘောနောပြီးတော့ဘိုလွန်နာရဲ့နောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်၆ပွဲကနှစ်သိန်းပေါင်းသွင်းကိုတွေ၃ကိုအောက်ကိုရောင်းနေရတာကိုတွေ့ရတယ်ပြီးတော့ AC ရဲ့ဒါအင်ဝင်းနောက်ဆုံး15ပွဲမှာဆိုလို့ရှိရင်လည်းပြန်ပတ်ကိုသူတို့ဒီ၂ကိုအကွာနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကလည်းတပွဲပဲရှိရတယ်အဲ့တော့ဒီပွဲကပြောမယ်ဆိုလို့ရှိရင်နှစ်သိန်းလုံးအတွက်ဒီအကဲဆန်းတဲ့ပွဲစဉ်တပွဲဖြစ်နိုင်တယ်ပြီးတော့ဒီလာမယ့်ဒါကိုပဲအီတလီယာဖလားဖိုင်နယ်မှာပဲဒီနှစ်သိန်းအကျိတ်နဲ့ကစားကြိုင်ကြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနောအဲ့တော့ဒီပွဲမှာဒီ၂ကိုသွင်း ရာ90ဒီဂရီရှုံးမဲ့ကိုပေါင်းကြီးတစ်ခုမှာ ဒါနှစ်သိန်းပေါင်းသွင်းဖို့ဒီနည်းလေးမလို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ဒီ go out ကိုရွေးချယ်ပေးခြင်းနဲ့ဗောအဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှိရင်ဒီနေ့ညတန်နာရီပွဲမှာကစားမဲ့စပိန်လာလီဂါပွဲစဉ်လေးပွဲဖြစ်တဲ့ဒီလက်ဘာမက်နဲ့ကလီဂါနုဗောနော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်လက်ဘာမက်ကတီးကြိုင်ပြား90ရှုံးမယ်ပြီးတော့ go out နေနေဆိုလို့ရှိရင်နှစ်ကိုသွင်း65ပြားရှုံးမယ်ဗောနော်အဲ့တော့လက်ဘာမက်ကသူတို့ကစားခဲ့တဲ့ဒါပြိုင်ပွဲစုံနောက်ဆုံး18ပွဲမှာသူတို့အနိုင်ရခဲ့တာနှစ်ပွဲပဲရှိတယ်ဒီတစ်ဖက်ကဘယ်လေကနုကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအဝေးကွင်းနောက်ဆုံး ဆယ်ဘွဲမှာဆိုလို့ရှိရင်တို့ရှုံးခဲ့တာဒီလေးဘွဲပဲရှိရမှာပြီးတော့အဲ့ရှုံးခဲ့တဲ့ဒါလေးဘွဲလုံးကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီစပိန်လာလီဂါရဲ့အဆင့်1 2 4ကအတင်းအနေနဲ့တွေ့ခဲ့တဲ့ပွဲစဉ်တွေမှာတို့ရှုံးခဲ့တာဖြစ်တယ်ဘာလို့အဲ့တော့ဒီနေ့တင်းရဲ့ဒါနောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လဘမတ်က အဲအုံကုတ်ကုတ်နဲ့သူတို့ပလေးကန်တို့နိုင်တယ်ဗောနဒါပေမဲ့လို့ပွဲတွင်းအချက်လက်တွေကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီတပွဲပြင်းမြားကိုရနိုင်ကြီးချန့် HG ကိုကျွန်တော်တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပလေးကန်တို့ကလက်ပါမထက်ကိုပို့ပြီးတော့တာလုံခဲ့တာတွေ့ရတယ်ဗောနလက်ရှိမှာ ဒါဗလီဂန်တို့ကဒီစပိန်လာလီဂါရဲ့အဆင့်ရှင်းနေရာမှာရှိရမလို့သူတို့ကဒါပြောမယ်ဆိုလို့ရှိရင်2013ခုနှစ်တုန်းကလေသူတို့ဒီစပိန်လာလီဂါမှာဆိုလို့ရှိရင်သူအဆင့်ရှင်းနေရာနဲ့ဒါရှားတီတိမ့်ပြီးခဲ့တယ်ဘောနောပြောမယ်ဆိုလို့ရှိရင်အဲ့ဒီ2013ခုနှစ်ဘောလုံးရာသီကဒီဗလီဂန်တို့ရဲ့အအောင်မြင်ဆုံးဘောလုံးရာသီတစ်ခုလို့သတ်မှတ်နိုင်တယ်အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်လေသူတို့အဆင့်ရှင်းနေရာကိုရောက်နေပြီဆိုတော့ဒီဒီချိန်မှာသူတို့ဒါ2013တော့ကသူတို့ရဲ့အအောင်မြင်ဆုံးဒီဟိုအချိန်တစ်ခုမှာသူတို့ရခဲ့တဲ့အဆင့်ရှင်းထက်ကိုဒီနှစ်မှာပို့ပြီးတော့ ဒီတာလွန်းတဲ့နေရာတစ်ခုရောက်ဖို့သူတို့အနေနဲ့လည်းကြိုးပြီးတော့ပြင်ဆင်ထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီတစ်ဖက်ကလက်ပတ်မတ်ကိုကျွန်တော်ပြင်ကြည့်မယ်ဆိုလို့ရှင်လက်ရှိသူတို့မှာဒါတန်းစင်းစုံမှာသူတို့ရှိနေတယ်ဆိုပေမဲ့လို့ဒါပလီကန်ကိုပထမအကြော်တော်ကလိုမျိုးဒါတုံးကိုတကူလိုမျိုးရလိုမျိုးနဲ့အနိုင်ယူဖို့ဆိုတာကျင်းနေပါဦးခက်ခဲတယ်ပေါ့နော်အဲ့တော့တည်ကြရင်ဒါပြားနေဆယ်အထိအတီအောင်ရှုံးမဲ့ဒါလက်ပတ်မတ်ထက်ဆိုင်ကျွန်တော်ဒီဘက်မှာအဝေးကွင်းတမဖြစ်တဲ့ဒီပလီကန်ကိုဒါနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပြီးခြင်းနဲ့ပေါ့